ိဘပြည်သူများရှင်ကျမတို့ရဲ့ထုံးလွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုံးလွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှားသုံးပုဒ်ကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါရဲ့ရှင်။ ပထမဆုံးတပုတ်အနေနဲ့မြင်းစံမျိုးနဲ့ကန်ဆင့်ကြီးရွာကုန်လေးကြောင်းမှဘုံကျဲတက်ခိုက်မှုကြောင့်ပြည်သူတအူးတည်ဆုံးပြီးနေအိမ်များမီးလောင်ပျက်စီးခဲ့တယ်လို့သတင်းတူသတင်းမှားများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မန္တလေးတိုင်းဒေသကြီးမြင်းကြံမြို့နယ်ကံစင်ကျေးရွာကိုအခုလ20ရက်နေ့မှာလေကြောင်းမှာဘုံကျဲတက်ခိုက်မှုကြောင့်ပြည်သူတအူးသေဆုံးပြီးနေအိမ်များမီးလောင်ပျက်စီးခဲ့တယ်လို့တရားမဝင်ပြည်ဖြက်မီဒီယာများကသတင်းတူသတင်းမှားများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတအူရဲ့ပြောကြားချက်အရအဲ့ဒီဒေတာတဝိုက်မှာ အကြံဖတ်လုပ်ငန်းများဆောင်ရွက်ရဲ့အတွက် PDF အမိခံအကြံဖတ်သမားများရောက်ရှိစုဖွဲ့နေကြောင်းတာဝန်သိပြည်သူတအူရဲ့လျှို့ဝှက်စွာသတင်းပေးပို့ချက်အရလိုအပ်တဲ့နေပြည်တော်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းအဲ့လိုဆောင်ရွက်ခဲ့ရမှာအကြမ်းဖက်သမားများထိခိုက်ဒဏ်ရာများဖြင့်ဖယိုဖယဲဆုတ်ခွာထွက်ပြေးခဲ့ပြီးဆုတ်ခွာရလမ်းကြောင်းရှိခြေရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း အဲဒီလိုအကြမ်းဖက်သမားများရဲ့လုပ်ရည်များကိုတရားမှွင့်ပြည်ဖြန့်မီဒီယာများကဖုံးကွယ်ရနေလုံခြုံရေးတပ်ဖွဲ့များပေါ်ပြည်သူများအထင်အမြင်လွဲမစေရန်သတင်းထုတ်သတင်းမှများမဟုတ်မမှန်လုံခြုံရေးသာဝါရဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမိုးပြူကြီးရွာနှင့်မိုးခွဲကြီးရွာတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကတပ်ကြီးရွယ်ဦးနှင့်ကလေးများအပါအဝင်ဒေသခံပြည်သူ90ကျော်ကိုပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့မဟုတ်မမှန်သတင်းမှားများရေးသားဖြန့်ဝေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကွေးတိုင်းဒေသကြီးရေသူမျိုးနဲ့ရေလေကျွန်းဒေသမိုးဖြူကြီးွားနဲ့မိုးခွဲကြီးရတို့ကိုအခုလ22ရက်နေ့ကလုံခြုံရေးတပ်ဖွဲ့များကဝင်ရောက်ပြီးတက်ကြီးရွယ်ဦးနဲ့ကလေးငယ်များအပါအဝင်ဒေသခံပြည်သူ90ကျော်ကိုပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်လုံခြုံရေးတာဝန်ရှိသူတဦးထံဆက်သွယ်မေးမြန်းပြောကြားခြင်းအရာအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့များအနေနဲ့အဲ့ဒီနေ့ရက်များမှာလိုအပ်တဲ့နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တော့လေအေဂျင့်စွာနေထိုင်နေတဲ့ဒေသခံပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးခြင်းမရှိကြောင်း PDF အမိခံအကြမ်းဖက်သမားများကသာသူတို့ကို ထောက်ခံအားပေးမှုမရှိတဲ့ဒေသခံပြည်သူများအစိုးရဝန်ထမ်းများနဲ့ရဟန်းတန်ခါများအားခေါင်းစဉ်အမျိုးမျိုးပြပြီးဖမ်းဆီးတပ်ဖြတ်ခြင်းအရင်းအာဓမ္မလူသစ်ဆူဆောင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း အခုဖြစ်စဉ်ပေါင်းအကြမ်းဖက်အားပြီးတရားမဝင်ပြည်ဖြတ်မီဒီယာများမှအကြမ်းဖက်သမားများရဲ့ရုံမှရက်ဆက်တဲ့လုပ်ရည်များကိုဖုံးကွယ်ပေးရန်နေနေမီလုံချုံရေးစာရွက်နေတဲ့လုံချုံရေးတပ်ဖွဲ့များပေါ်ပြည်သူများအထင်အမြင်လွဲမစေရန်မဟုတ်မမဲလုံချံဝါရဖြတ်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ဆုံးတစ်ပုတ်အနေနဲ့ဝက်လက်မျိုးနဲ့စင့်ကန်ကြီးရွာကိုလေးချောင်းတိုက်ခိုက်မှုကြောင့်အပြင်းပဲပြည်သူတို့ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့တရင်သူတရင်မများမဟုတ်မမှန်ရေးသားဝါဒဖြန့်လဲရှိတဲ့တရင်ကိုတင်ပြပါမယ်ရှင် စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်စင်ကန်ကျေးရွာကိုအခုလ22ရက်ကလေးချောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတူသတင်းမှားများမဟုတ်မမှန်လောက်ကျန်ရေးသားပြီးလှုပ်ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးတက်ဆာယာလုံခြုံရေးတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရစင်ကန်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့်ပြင်းပန့်ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့မှာမှန်ကန်မှုမရှိကြောင်းအဲ့ဒီကျေးရွာအနီးမှာရောက်ရှိစုဖွဲ့နေတဲ့ PDF အမြေခံအစံဖတ်သမားများကိုလေကြောင်းမှကင်းထောက်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း တရားမှွင့်ပြည်ဖြတ်မီဒီယာများကမြေပြင်ဖြစ်စဉ်များနဲ့ကွဲလွဲနေတဲ့သတင်းတူသတင်းမှားများဖြင့်အများပြည်သူအထင်အမြင်လွဲမှားစေရန်မဟုတ်မမှန်လှုံ့ဆော်ရေးသားပြီးဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမှားများကိုရွေချယ်ရှိရှိလှုပ်ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါရရှင်။